မင်္ဂလာပါရှင်ဒီနေ့ကျမတို့အတွင်းကြကြလေးလှမှုစီစဉ်မှာတော့ကပ္ပကျော်နံပိုင်းဆိုင်ရာဆရာအက်ခေါထိုးလေးရဲ့ Immortal ချင်းချားတဲ့စာအုပ် The Power of Now ပေါ့နော်အဲ့ဒီကအတိတ်ကကြတဲ့အသိပညာလေးတွေကိုအတူတကွစူးစမ်းကြည့်ကြမယ်ဟုတ်ကဲ့ ကျွန်တော်တို့ဒီစာအုပ်ထဲကအရေးကြီးတဲ့အပိုင်းတွေကိုအခြေခံပြီးဆွေးနွေးသွားမှာပါပဲဟုတ်ပါတယ်ရည်ရွယ်ချက်ကတော့လေပစ္စုပန်တက်တဲ့မှာရှိနေခြင်းအဲ presence ပေါ့နော်ပြီးတော့တတိတရား consciousness နောက်ပြီးတော့လူရဲ့ဒုက္ခဆင်းရဲတွေကိုဘယ်လိုနားလည်မလဲဘယ်လိုကြော်လွှမ်းမလဲဆိုရဲလက်တွေ့ကြတဲ့အချက်တွေဝေမျှဖို့ပါပဲอืมဒီကြောင်းစဖို့ဆိုရင် ထော်လေးပြောပြနေကြပုံမှန်လေးတခုရှိတဲ့ဗျာတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်လားဘယ်လိုပုံမှန်လဲဘုဒင်းလေးတောင်းရန်စားတော့ကလူတယောက်ပေါ့ သူကနှစ်ပေါင်း30လောက်ဒေတာဟောင်းကြီးတလုံးပေါ်မှာထိုင်ပြီးတောင်းနေတာအင်းအင်းဒါပေမဲ့အဲ့ဒီဒေတာတွေဘာရှိလဲတခါမှမကြည့်ဘူးတကယ်တော့အထက်မှာရွှေတွေအပြည့်နဲ့အင်းမလေးအင်းတော်လေကပြောတာကအဲ့ဒါတော်တော်အမှန်ဆုံးနဲ့တူတယ်တဲ့ကိုအတွင်းထဲမှာတကယ်တန်ဖိုးကြီးယတနာအငင်းချမ်းမှုတို့ဖြစ်တည်မှုရဲ့ပျော်ရွှင်မှုတို့ရှိနေရတာနဲ့ပြင်မှာပဲလိုက်ရှာနေကြတာပေါ့နော်ဟုတ်ပါတယ်အပြင်မှာပဲအမြဲလိုက်ရှာနေကြတယ်ဆိုတဲ့ကိုထောက်ပြတာ တတော်လေးစဉ်းစားရပုံမှာပဲเนาะအတွင်းယတနာကိုမတီးပဲအပြစ်မှာလိုက်ရှာနေတယ်ဆိုတာအဲ့ဒီလိုအပြစ်မှာလိုက်ရှာနေရတဲ့အကြောင်းရင်းကတော်လဲပြောသလိုဆိုရင်ကျမတို့ကိုယ်စိတ်ရဲ့လှဲ့ကွက်ဒီကိုမတီးလို့ကိုယ်နဲ့ကိုယ်စိတ်ကိုတခုတည်းထင်နေလို့ဆိုတဲ့သဘောလားအတိကျပါဗျာတော်လေးအဓိကအချက်ကအဲ့ဒါပဲကျမတို့ဒုက္ခအများစုရဲ့မူလအမြစ်က ကိုယ်စိတ်အဲမိုင်းနဲ့တထက်တကြနေတာ identification လို့သူခေါ်တာပေါ့ identification ဆိုတာဘလိုမျိုးလဲအထူးသဖြင့်အထူး အီရိုလို့ခေါ်တဲ့ကိုယ်အကြောင်းကိုထင်နေတဲ့မာယွန်းတဲ့ပုံရိပ်ကိုယ်အတွေးတဲ့ကိုယ်ခံစားချက်တွေကိုယ်ဇလန်းနေနေကိုယ့်ကိုယ်ကိုလုံလုံတခုတည်းလို့ထင်နေတာဟိုတသနာပညာရှင်ဒေခပြောတယ်လို့ပေါ့ငါတွေးတယ်တအားငါရှိတယ်ဆိုတာဟာဟုတ်အဲ့ဒါနာမည်ကြီးပဲဟုတ်အဲ့ဒါကအခြေခံအမားပဲလို့ဒေါ်လေးကဆိုတယ်တကယ်တော့ဖြစ်တည်မှု being ဆိုတာကလေအတွေးတွေထက်အငိုင်းပိုနဲ့ချိုင်းနေဆိုလိုတာက ကျမတို့ကကိုယ်ခေါင်းထဲကအတန် အဲ့ဒီအတွေးစီးចောင်းကြီးကိုပဲငါလို့ထင်နေတာပေါ့တကယ်တော့ကျမတို့ကအဲ့အတွေးတယ်မဟုတ်ပဲအဲ့ဒါတွေကိုတိနေတဲ့သတိတရားဆိုတာမျိုးလားဟုတ်ပါတယ်လူအများစုကကိုယ်ခေါင်းထဲမှာအတွေးတွေအများအောင်ပတ်ချလဲနေတာကိုတတိတောင်မထားမိဘူးအဲ့ဒါကိုအတင်းကျက်တွေးခေါ်ခြင်း compulsive thinking လို့သူကဆိုတယ်ဆွဲလမ်းမှုလို့ဖြစ်နေတာဟောဆွဲလမ်းမှုတစ်ခုလို့ပဲเนาะဟုတ်တယ်တမျိုးပြောရင်စိတ်ယောဂါတစ်ခုလို့ပဲလေစိတ်ကအတုံးဝင်တဲ့ကိရိယာမှပဲမဲ့သူ့ချိပဲဆိုရင်တော့အကန့်တရှိတယ် တကယ်တီထွင်ဖန်တီမှုတို့ညင်းချမ်းမှုတို့ကစိတ်ညင်သွားတဲ့အချိန် as still this စိတ်မရှိ no mind ရဲ့အချိန်တွေကလာတာအေးစိတ်ခံစားမှု emotions တွေကတော့သူတို့ကလည်းစိတ်ရဲ့အစိတ်ပိုင်းတစ်ခုပဲလားအခြေခံအဖြစ်တော့ဟုတ်တယ်ဗျာစိတ်ခံစားမှုဆိုတာစိတ်ထဲကအတွေ့အပေါ်မှာခန္ဓာဟူကတုံ့ပြန်တာဒါမှမဟုတ်စိတ်ရဲ့ခန္ဓာဝတွေကပုံရည်ပေါ့လေအာဥမာဥမာအနုလက္ခဏာဆောင်တဲ့တွေ့တစ်ခုတွေ့လိုက်တယ်တရားရုပ်ကကိုယ့်ကိုစော်ကားတယ်လို့တွေ့လိုက်တာမျိုး အဲ့ဒီခါခန္ဓာကိုယ်မှာတောတာတို့ကြောက်တာတို့စိတ်ညစ်တာတွေလို့ခံစားမှုစွာရင်နေဖြစ်လာတယ်။ဟုတ်ကဲ့ဟုတ်ကဲ့ဒီတန်တရားကလွတ်ဖို့အဓိကကတွေးခေါ်မှုကိုစောင့်ကြည့်ခြင်းပဲ watching the think of တွေးခေါ်မှုကိုစောင့်ကြည့်တယ်ဆိုတာကိုယ်စိတ်ချက်ပါအတွေးလေပုံးနေလေဘလို့ခံစားချက်တီဖြစ်နေလဲဆိုတာကိုဘေးကနေပတ်မလိုက်ပဲကောင်းတယ်ဆိုးတယ်မသက်စင်ပဲနဲ့အတိစိန်နဲ့စောင့်ကြည့်နေတာ အဲ့ဒီစောင့်ကြည့်သူတတ်တယ် witnessing presence အထက်ရှိနေဖို့ပဲအော်ကိုစိတ်ထဲဖြစ်နေတာတွေကို ကိုတိုင်ပြန်ပြီးတည်ထားကြည့်နေတာပေါ့အဲ့လိုကြည့်လိုက်တော့ဘာထူးမှလဲအဲ့လိုစောင့်ကြည့်လိုက်တာ ਨੇ ကိုဟာကိုအတွေးကိုခံစားချက်မဟုတ်တော့ဘူးဆိုတာတည်လာရောကိုအဲစောင့်ကြည့်တုနဲ့ကိုစိတ်အတွေးတို့ခံစားချက်တို့ကြားမှာကွာဟာမှု space ကိုပေါ်လာတယ်။ချားွားတာပေါ့နော်။ဟုတ်တယ်။ကိုကစိတ်ရဲ့အလိုလျောက်တွန်းပြမှုနောက်လိုက်ပါမတော်တော့ဘူး။ တတိတရား consciousness ကနိုးလာတာဒါကစိတ်ရဲ့အဆက်မပြတ်စီးနေတဲ့မြစ်ထဲမှာတည်ငြိမ်တဲ့ကွက်လက်လေးတွေဖန်တီးတာပဲအတွေးတွေကြာကအဲ့ဒီတည်ငြိမ်တဲ့စိတ်မရှိ no mind အခြေအနေကိုဖန်တီးနိုင်လေအတွေးရဲ့ချုပ်ကင်မှုလျော့လေပဲတရားထိုင်တဲ့ဆိုတာရဲ့အနစ်တာယာကလည်းဒါပဲရှင်းသွားပါပြီဒုက္ခရဲ့အရင်းခံတာစိတ်နဲ့တထက်တဲ့ဖြစ်နေတာသူ့ရဲ့လှဲကွက်တွေပြီးတော့အဲ့ကနေလွတ်ဖို့ပထမအဆင့်က တွေးခေါ်သူကိုစောင့်ကြည့်တာကောင်းပြီ အခုတော်လဲရဲ့အဓိက ပြောချင်တဲ့အချက်ပစုပန်တက်တက်ရဲ့စွမ်းအား the power of the now အကြောင်းဆက်ရအောင်။သူကအထင်းဆိုတာကိုအထင်းမင်းမမှု illusion တခုလို့ပြောတာစိတ်ဝင်စားဖို့ကောင်းတယ်နော်။ဟုတ်တယ်။ဒါသူရဲ့အဓိကအချက်တည်တဲ့ကတခုပဲ။တော်လဲကပြောတာကလည်းကျွန်တော်တို့တကယ်ပိုင်းဆိုင်တာတကယ်အသက်ရှင်နေတာကပစုပန်တက်တက် the now ပဲရှိတယ်တဲ့။ပစုပန်တက်တက်တခုပဲလား။ဟုတ်တယ်။ အတိတ်ဆိုတာအခုပစ္စုပန်မှာပြန်တွင်းနေတဲ့အမညာအစာနာပဲအနာဂတ်ဆိုတာလည်းအခုပစ္စုပန်မှာစိတ်ကူးနေတဲ့ပုံရိပ်ပဲဘယ်အရာမှနောက်အပြင်မှာဖြစ်မလာဘူးဖြစ်လို့လည်းမရအောင်ဒါပေမဲ့ tomorrow စိတ်ကတော့အတိတ်နဲ့အနာဂတ်မှာပဲရောက်နေတာများတယ်နော်အဲ့ဒါကတော့စိတ်ပိုင်းဆိုင်ရာအခြေ psychological time လို့ခေါ်တယ်ကျွန်တော်တို့ချင်းစုံမှုတွေလုပ်တဲ့နာရီအချိန် clock time နဲ့မတူဘူးအဲ့ဒီ psychological time တွေမှာပျောက်ဆုံးနေတာကလူတွေရဲ့ဒုက္ခအများစုရဲ့အရင်ခန်းနဲ့ အတိတ်ကိုနောင်တရအပြစ်တင်အနာဂတ်ကိုစိုးရင်မျောလင့်နေတာဒီပေါ့ဆိုတော့နာရီအချင်းကအထုံးဝင်ပေမဲ့အစိတ်ပိုင်းဆိုင်ရာအချင်းကတော့ဒုက္ခပေးတဲ့စိတ်ရဲ့ဖန်တီးမှုတစ်ခုပေါ့အဲ့တော့ပိစုပန်တက်တက်ဆိုတော့ကျမတို့လို့မြောက်ဖို့တကယ်ဖြစ်တည်မှုဘီးငယ်ညင်းချမ်းမှုကိုခံစားဖို့အတခုတည်းတော့တခါပေါ့လို့ပြောလို့ရလားအတိအကျပဲပိစုပန်တက်တက်ကလေးလို့တခါပင်မမလို့မြောက်မှုမရှိဘူးဒါပေမဲ့ပြဿနာကကျွန်တော်တို့ကပိစုပန်ကိုအမြဲတမ်းခုတ်ခံနေကြတာ resistance လုပ်နေကြတာလက်မခံနိုင်တာပေါ့နော်ဟုတ်တယ် လက်ရှိဖြစ်နေတာကိုဒီလိုမဖြစ်စင့်ဘူးဒါမကြိုက်ဘူးဆိုပြီးအတွင်းစိတ်ကညင်းနေတာတိုက်ခိုက်နေတာတွေကပဲမလိုအပ်တဲ့ဒုက္ခတွေအစိုးမြင်စိတ်တွေပฏิပက္ခတွေဖန်တီးနေတာအဲ့ဒီခုခံမှု resistance ကိုဘယ်လိုကြော်လွှားရမလဲဒါကအစောပိုင်းကပြောခဲ့တဲ့ surrender နဲ့ဆိုင်မလားအင်မတန်ဆိုင်တာပေါ့ surrender ဆိုတာအရှုံးပေးတာလက်မြောက်ထောင်မဟုတ်ဘူးနော်ဟုတ်ကဲ့ surrender ဆိုတာပြစုပန်ခဏမှာဖြစ်နေတဲ့အရှိတရား what is ကို cool? အတွင်းစိတ်ကလုံးဝခုခံမှုမရှိဘဲလက်ခံလိုက်တာ။အော်ဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းလက်ခံလိုက်တာ။ဟုတ်တယ်။ကိုယ်စိတ်ထဲကဖြစ်တဲ့တယ်ဆိုတဲ့ပုံစံနဲ့လက်တွေ့ဖြစ်နေတဲ့ပုံစံကြားကပฏิပက္ခကိုရပ်လိုက်တာ။ဒါကအင်အားပဲအားနည်းချက်မဟုတ်ဘူး။ဒီလိုလက်ခံလိုက်မှလိုအပ်တဲ့ပြောင်းလဲမှုတွေကိုကြည်ကြည်လင်လင်လုပ်နိုင်မယ်။မလိုအပ်တဲ့ဒုက္ခတွေငြင်းချမ်းမှုဖြစ်သွားနိုင်တယ်။ကိုယ်အတ္တရဲ့တင်းခံနေတာတွေကိုလွတ်လွတ်လိုက်တာပဲ။ ဒါကထိုလဲခွဲပြတဲ့ဘဝအခြေအနေ life situation နဲ့ဘဝ life ဆိုတာနဲ့လည်းဆက်ဆက်နေတယ်လို့ပဲဘဝအခြေအနေကအချိန်နဲ့စိတ်ပေါ်မူတည်တဲ့အဖြစ်တွေပြဿနာတွေဒါပေမဲ့ဘဝအစ်စ်ဆိုတာကအဲ့ဒီနောက်ွယ်ကပစ္စုပန်မှာပဲရှိတဲ့ဖြစ်တည်မှုလားဟုတ်ပါရဲ့ကျွန်တော်တို့ကကိုယ့်ရဲ့ဘဝအခြေအနေတွေအလုပ်တို့ဆက်ဆံရေးတို့ကျမရေးတို့အဲ့ဒါတွေထဲမှာပဲနစ်နေပြီးတော့လေအဲ့နောက်ွယ်ကပုံနှက်ဆိုင်တဲ့ ပိစုပံမှာမျက်ရှိနေတဲ့ဘဝအစစ်ကိုမေ့နေကြတာပိစုပံကိုလက်ခံနိုင်လေခူခါမှုနဲလေအဲ့ဒီတွင်ဘဝ inner life နဲ့ပိုချိတ်ဆက်မိလေပဲဒီလိုပိစုပံကိုလက်တွေ့ဘလို့ဝင်ရောက်နိုင်မလဲ theory ကဟုတ်နေပေမဲ့လက်တွေ့လို့ဖို့နီလန်းလေးတွေရောအကတော့လေကလက်တွေ့နီလန်းလေးတွေအများကြီးပေးထားတယ်ဗျာအတိကတော့နေ့စဉ်တာမန်အလုံလေးတွေကိုတတိတရာ presence အပြည့်နဲ့လို့ဖို့ပဲဥပမာ ဥပမာလေကားအတက်အစိမ်းမှာခြင်လန်းတန်းကိုတတိထားတာမျိုးလက်စဲရင်ရေရဲ့အထီတွေ့ဆက်ပြာနံ့ကိုအပြည့်ဝခံစားတာမျိုးကားမောင်းရင်လမ်းဘဲကတစ်ပင်ကို တကယ်မြင်တာမျိုးပေါ့။အော်တတိလီနဲ့လှုပ်လိုက်တာပေါ့နော်။ဟုတ်တယ်။နောက်ပြီးအရန်ထျောက်တာကအသက်ရှူတာကိုအာယုံစိုက်တာပဲ။ဘဲချိန်ထစ်ထစ် အထူးသဖြင့်စိတ်ရှုပ်နေချိန်မှာကိုယ့်ရဲ့ဝင်းတက်ထက်တက်ကိုခဏလေးတတိထားလိုက်ရုံနဲ့ ဆဲကပိစုပန်ကိုချက်ချင်းပြန်ရောက်လာနိုင်တယ်။ဒီပိစုပန်ရဲ့အရေးပါပုံကိုထခြားလမ်းစဉ်တွေမှာလည်းပြောကြရတယ်နော်။ဟုတ်ကဲ့။ဇင်မာဆိုအရာလေးပေးတယ်။ဇင်ဆရာရင်းဆိုင်ဆိုသူတပည့်တွေကိုမင်းနေကြမေခွန်းရှိတယ်။ယခုခဏတွင်ဘာလို့အနေတနေတယ်။အဲ့လိုမေးလိုက်ရင်ဆဲကအတိတ်အနာဂတ်ကနေပိစုပန်ကိုချက်ချင်းပြန်ရောက်လာတော့အေးဟမ်ဆူဖီဇာမှာလည်းဒီတဘောတရားတွေရှိတာပဲဆိုတော့ဒါကတောလက်တောင်တဲ့ထီထွန်းတာမဟုတ်ပဲ ရှေးဟောင်းဉာဏ်ပညာတွေမှာမြင်ရှိတဲ့အမှန်တရားပေါ့ကောင်းပါပြီပစ္စုပန်ကိုလက်မခံတာခုခံတာကဒုက္ခဖြစ်စေတယ် surrender ကတော့ချက်ဆိုတာသိရပြီဒါဆိုရင်ကျမတို့ခံစားနေရတဲ့အနာကျင်မှုနဲ့ဒုက္ခ pain and suffering ကြောင်း toilet ဘလို့ရှင်းပြလဲဆက်ကြည့်အောင်နာကျင်မှုအများစုကို ကိုယ်တိုင်ဖန်တီးနေတယ်ဆိုတာကอืมဘလို့လဲ toilet ဆိုရတော့အဲ့လိုပဲဗျာ ရုပ်ပိုင်းဆိုင်ရာအနာကျင်မှု physical pain ကတော့ရှောင်းရွယ်လို့မရတဲ့အခါရှိမှာပေါ့ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာအနာကျင်မှုဒုက္ခ suffering အများစုကတော့ပြစ်စုပံကိုလက်မခံတာ ခုခံတာပြီးတော့စိတ်နဲ့တထတဲ့ကြားနေတာတွေကြောင့်ကိုယ်တိုင်ဖန်တီးနေတာများတယ်လို့ဆိုတယ်ဒီနေရာမှာသူကနာကျင်မှုခန္ဓာ pain body ဆိုတဲ့အယူအဆကိုပြောတယ် pain body နာကျင်မှုခန္ဓာဒါကဘာကြီးလဲ ကိုထဲမှာနာကျင်မှုတွေစုနေတဲ့အတုံးကြီးလို့မျိုးလားအင်းတမျိုးတော့ဟုတ်တယ်ဒါပေမဲ့ရုပ်ပိုင်းဆိုင်ရာအတုံးကြီးမဟုတ်ဘူးသူကလူတယောက်ချင်းစီရဲ့စိတ်ထဲခနာကိုယ်ထဲမှာစုပုံနေတဲ့အတိတ်ကမဖြေရှင်းရသေးတဲ့နာကျင်မှုတွေရဲ့စွာအင်ကွင်း energy field တစ်ခုလိုပဲဩအတိတ်ကနာကျင်မှုတွေစုနေတာဟုတ်တယ်ငင်းငယ်ကခံစားခဲ့ရတာတွေစိတ်တန်းရတယ်ဇုံရှောင်းမှုတွေအငင်းခံရတာတွေအားလုံးကပျောက်မတော်ပဲကိုယ်စွာအင် system ထဲမှာကျန်နေခဲ့တယ် အဲ့ဒါနာကျင်မှုခံတာပဲသူကအများစုအချိန်မှာငုံနေတတ်တယ် dormant ပေါ့ဒါပေမဲ့အစပြောမှု trigger တခုခုကြောင့်သူတက်ကြွလာရင်ဘာဖြစ်တတ်လဲသူကအသက်ရှင်ဖို့နာချင်မှုကိုပဲအစာအဖြစ်စားတာဟင်ဒါကြောင့်သူနိုးလာတဲ့အခါသူကိုအစာကျွေးမဲ့အခြေအနေတွေဖန်တီးဖို့ဆွေးဆောင်ဖို့လုပ်တယ်နာချင်စရာတွေဆက်တွေးခိုင်းမယ်ပฏิပတ်ခါချီအောင်လုပ်မယ်သူများကိုပြစ်တင်ခိုင်းမယ်ကိုကိုကိုတနာခိုင်းမယ် ဒေါတာတွေဝမ်းနဲ့မှုတွေကြောက်စိတ်တွေကသူ့လောင်းစားပဲသူလုံးဝနိုးလာရင်ကျွန်တော်တို့ကိုလုံးဝလွမ်းမိုးသွားပြီးသူ့အလိုအချပြမှုစေတယ်အချိန်မှာကိုကကိုမဟုတ်တော့ဘူးနာချင်မှုခံတာဖြစ်သွားရုံကြောက်စရာကြီးပဲနော်ဒါဆိုဒီနာချင်မှုခံတာရဲ့တန်တရာကနေဘလို့လွတ်မလဲသူ့ကိုတိုက်ထုတ်ရမှာလားတိုက်လို့မရဘူးသူ့ကိုတိုက်လေခုခံလေသူကပိုအားကောင်းလေပဲအဲ့လိုဘလို့လွတ်ရမလဲသူ့ကိုဖေရှားဖို့တခုတည်းသောနီးကသူ့ကိုတတိတရား presence ရဲ့အလင်းနဲ့စောင့်ကြည့်လက်ခံလိုက်သူပဲ။သူနိုးလာတာကိုတရီထားမိတာနဲ့ခန္ဓာကိုယ်လေးကခံစားမှုတွေကိုဘေးကနေကြည့်လိုက်။သူ့ကိုကောင်းတဲ့ဆိုးတဲ့မပြောနဲ့။သူနဲ့တသက်တည်းမကြသွားနဲ့။ဟေးအတိနဲ့ကြည့်နေလိုက်ရုံမလား။ဟုတ်တယ်။အဲ့လိုတရီတရားနဲ့စောင့်ကြည့်လက်ခံလိုက်ရင်နာကျင်မှုခန္ဓာရဲ့စွန့်အင်ကတဖြည်းဖြည်းပြောင်းလဲပြီးတရီတရား consciousness အဖြစ်ကူးပြောင်းသွားနိုင်တယ်။သူကတရီတရား no for long စာထွက်သွားနိုင်တယ်။ ကြောက်ရွံ့မှု fear ဆိုတာလည်းဒီလိုပဲစိတ်ပိုင်းဆိုင်ရာကြောက်စိတ်ကအမြဲတမ်းအနာဂတ်မှာဖြစ်လာနိုင်တာကိုကြောက်တာပစ္စုပန်နဲ့အဆက်ပြတ်နေလို့ပစ္စုပန်မှာအဖြစ်ရှိနေရင်ကြောက်စိတ်ဝင်စရာနေရာမရှိဘူးဒါနဲ့စိတ်ခံစားမှုနဲ့ပတ်သက်လို့ထိုလည်းကနောက်တစ်ခုပြောသေးတယ်အချစ်ပျော်ရွှင်မှုငြင်းချမှုလို့အရာတွေက တကယ်အစ်စ်တွေသူတို့မှာစန့်ကျင်ဘက်မရှိဘူးတဲ့အားလေးနေနေရှင်းပြပါအောင်အခြေအနေတွေအတွေ့အကြုံတွေဒီဘက်အတက်အကျရှိတယ် ဟုတ်ကဲ့ဒါပေမဲ့တကယ်အချစ်စစ်ပျော်ရွှင်မှုစစ်ငြိမ်းချမ်းမှုစစ်ကတော့စိတ်ရဲ့အပေါ်ယံကိုကြော်ပြီးပုံနဲ့ဆိုင်တဲ့ဖြစ်တည်မှု being ရဲ့အစစ်ကလာတဲ့အခြေအနေတွေ states of being တဲ့တော်မဆန်ချင်ပါမရှိဘူးအော်ဆန်ချင်ပါမရှိဘူးဟုတ်တယ်တကယ်အချစ်ကအမုန်းချစ်မထွားဘူးတကယ်ငြိမ်းချမ်းမှုကစိတ်ဆင်းရဲမှုထိမလာဘူးဒါကြောင့်တကယ်ကြည်မြဲတဲ့ငြိမ်းချမ်းပျော်ရွှင်မှုကိုစိတ်ကနေလိုက်ရှာလို့မရဘူး being နဲ့ချစ်ဆက်မိမှခံစားရနိုင်တာကောင်းပြီ ဆက်ရက်လေးကွက်တီပိစုပန်ရဲစွမ်းဟာနာကျင်မှုခန္ဓာနဲ့ surrender အတောင်းတွေဆွေးနွေးပြီးပြီဆိုတော့အခုတတိတရား노ချလာခြင်း awakening consciousness အပိုင်းကိုတွေ့ရအောင်ဉာဏ်လင်းရခြင်း enlightenment ဆိုတာကိုထောလေးကဘယ်လိုပြောလဲလူလိုက်ရနိုင်တာမျိုးလားထောလေးက enlightenment ဆိုတာကိုသမလူနဲ့မဆိုင်တဲ့လူသားလွန်အောင်မြင်မှုကြီးလို့မြင်တာကိုတိတ်တဘောမချဘူး ူကဒါဟာတကယ်တော့ကိုယ့်ရဲ့အရင်ခံတဘာဝအခြေအနေ natural state ကိုပြန်တွေ့တာပဲ။အော်ကိုယ့်မူလတဘာဝကိုပြန်တွေ့တာ။ဟုတ်တယ်။ကိုယ်တိုင်းဖန်တီးတဲ့ဒုက္ခတွေချုပ်ငိမ့်တာအတွေ့အကြုံလဲပတ်မှုကိုကြော်လွန်ပြီးပုံနဲ့တဲ့တတိယအဆင့်ကိုရောက်သွားတာ။ဒီနည်းပြောရင်ကိုယ့်ရဲ့နှဆိုင်တဲ့အနစ်တာရ being နဲ့ပြန်ချိဆက်မိသွားတာပဲ။ being ဆိုတာ being ဆိုတာရုပ်ခန္ဓာ၄စိတ်ကဖန်တီးတဲ့နံပုံစံ၄ ဇလန်ဒီရဲ့နောင်ကွယ်မှာအမြဲရှိနေတဲ့ထာဝရအသက်ရှင်နေတဲ့တခုတည်းသောဘဝ one life ပဲသူ့ကိုစိတ်နဲ့တွေးလို့နားလည်လို့မရဘူးတီငိမ်မှု stillness ထဲမှာပဲတောက်ရိုက်ခံစားသိနိုင်တယ်သူကဖျားတခင် god ဆိုတဲ့စကားလုံးထက်ဖြစ်တည်မှု being ကိုပိုကြိုက်တယ်ဆိုတာကတော့ဘာလို့လဲဟုတ်ကဲ့ထော်လက်ကဖျားတခင်ဆိုတဲ့စကားလုံးကလေနှပေါင်းထောင်ချီအလွဲသုံးဟန်ရတာမာယွင်းအဓိပ္ပာယ်ကောက်တာတွေများလွန်းလို့ လူတွေစိတ်ထဲမှာအယူဆဟောင်းတွေပုံရိပ်တွေညှင်းခုံမှုတွေနဲ့ပြည့်နေပြီးသူ့မူလအထိမဲ့ပျောက်နေပြီလို့ယူဆတယ်။ Ừm အယူဆတွေဆွဲနေတာပေါ့နော်။ဟုတ်တယ်။ Being ဆိုတဲ့စကားလုံးကတော့ပိုပွင့်လင်းတယ်။ပိုတက်ရက်ကြတယ်။စိတ်ကသူ့ကိုတိကျတဲ့ပုံရိပ်ဖြစ်ဖန်ဆုပ်လို့မရအောင်။ဒါဟာကိုယ့်ရဲ့အနတ်ရှိုင်းဆုံးအနစ်တာရာဖြစ်ပြီးနာရှိနေတယ်။ I am ဆိုတဲ့ခံစားမှုအဖြစ်ဘသူမဆိုချက်ချင်းခံစားသိနိုင်တယ်လို့သူကဆိုလိုတာပါဒီ being နဲ့ take up ဖို့ တတိယနိုးကြလာဖို့ဘလို့လက်တွေ့နီးလန်းတွေတကားပေါက် hotel stay ရှိသေးလဲကျမတို့တတိမမူမူ unconsciousness အစင်ကနေပစ္စောပန်မှာရှိနေခြင်း present စီကိုဘလို့ကုပြောင်းနိုင်မလဲတော်လေကကျွန်တော်အများစုကတာမန်တတိမမူမူ ordinary unconsciousness မနေကြလေလို့ဆိုတယ်ဒါကကိုယ်စိတ်အတွေ့ခံစားခြင်းနဲ့တထက်တဲကြခင်အလိုလျောက်တုံ့ပြန်နေတဲ့တာမန်ချင်းတွေပေါ့ ဟုတ်ကဲ့ဒီခါလေး나ချင်မှုခန္ဓာနိုးလာခြင်းစိတ်ခံစားမှုပြင်းထန်ခြင်းမှာတော့နှဆိုင်တဲ့တတိမမှုမှု deep unconsciousness တွေရောက်တော့တယ်ဒီကနေ presence ကိုကူးဖို့တခါပေါက်ရအများကြီးရှိခဲ့တယ်အဓိကတစ်ခုကတော့အတွင်းခန္ဓာကို inner body ကို အာရုံစိုက်တာပဲအတွင်းခန္ဓာကို inner body ဆိုတာဘာကိုပြောတာလဲကျမတို့ရုပ်ခန္ဓာကိုပဲလားကျွန်တော်မြင်နေထိနေတဲ့အပြင်ခန္ဓာကိုကအပေါ်ရန်အခွန်လိုပဲသူ့အတွင်းမှာ ။တမအာယုံနဲ့မတိနိုင်တဲ့တိမ်မွေးတဲ့စွန့်ရင်ကွင်းအသက်စွန်းအားလဲပတ်နေတဲ့နေပဲရှိနေတယ်။ဒီအတွင်းခန္ဓာကိုယ်ရဲ့စွန့်ရင်ကိုအာယုံစိုက်ခံစားခြင်းအပြင်စိတ်ကလွမ်းမိုးမှုကလွတ်ပြီး being စီတိုက်ရိုက်ဝင်နိုင်တယ်။ဘယ်လိုလေ့ကြည့်ရမလဲ။လက်တွေ့လေ့ကျင့်ဖို့ဆိုရင်ကိုယ်လက်ဖို့ဝါခြေဖို့ဝါဒါမှမဟုတ်တစ်ခုလုံးမှာရှိတဲ့တိမ်မွေးတဲ့တုန်ခါမှုຫນွေထွေမှုစီးဆင်းနေတဲ့ခံစားမှုတွေကိုအာယုံစိုက်ခံစားကြည့်ပါဦး။ ဒါကစိတ်ကနေအာယုံကိုခန္ဓာကိုယ်စီ ပြောင်းပြီး being နဲ့ချိတ်ဆက်လိုက်တာပဲ။အော်အတွင်းကိုအာယုံဆိုင်လိုက်တာ။အတွင်းခန္ဓာကိုယ်အပြင်တခြားတစ်ခါပေါ့ရောက်စီသေးလား။ရှိပါတယ်ဥမာတိတ်ဆိတ်ခြင်း silence ။ပဝင်းချင်းကအတန်နဲ့ကြားတဲ့ကတိတ်ဆိတ်မှုကိုတရီချာနားထောင်လိုက်ကိုယ့်အတွင်းကတင်းငြိမ်မှုကိုလည်းခံစားမိလာနိုင်တယ်။နောက်တစ်ခုက healing being space ဟင်းလင်းပြန်ဟုတ်တယ်အရာဝတ္ထုတွေချာကဟင်းလင်းပြန်ကိုတတိပြုမြင် ိုစိတ်ကလေးကအတွေးတွေကြာကဟင်းလင်းပြင်တတိတရားရဲ့တည်ရှိမှုကိုလည်းတတိပြုမိလာနိုင်တယ်။ဒီတကားပေါ့အာလောင်ရဲ့အနိတာရကပုံစံရှိတဲ့လောကကနေပုံစံမဲ့ being စီကိုအာယုံပြောင်းလိုက်တာပဲ။အစောကပြောတဲ့ surrender ကလည်းအစွမ်းထက်တဲ့တကားပေါ့တစ်ခုပဲ။ဆက်ဆံရေး relationships တွေကကိုဘလို့လဲ။လူများစွာအတွက်ဆက်ဆံရေးကပျော်ရွှင်မှုထက်ဒုက္ခပိုပြည့်တယ်လို့ပဲထိုလိုက်ကဆက်ဆံရေးကိုနံပေါင်းဆိုင်ရာတိုးတက်မှုအတွက်ဘလူးတုံးမလဲ ဟောလ်ဒေဆက်ဆံရေးတွေက များအဖြစ်အတ္တဤကုရဲ့ကစားခွင့်ဖြစ်နေတယ်ကိုအတ္တကကိုလိုချင်တာတောင်းဆိုမယ်သူများကိုထိန်းချုပ်ဖို့ကြိုးစားမယ်အဖြစ်တင်မယ်ကာကွယ်မယ်နာကျင်မှုခန္ဓာတွေကလည်းဆက်ဆံရေးမှာအလွဲတကူနိုးလာမီပฏิပက္ခဖြစ်စေတယ်ဒါတွေကိုထောလက်ကဆွဲလမ်းမှု addictive ဆက်ဆံရေးလို့ခေါ်တယ်အေး addictive relationship ဟုတ်တယ်ဒါပေမဲ့ဒီလိုဆက်ဆံရေးတွေကိုပဲ နာပိုင်းဆိုင်ရာလေ့ကျင့်မှု spiritual practice အဖြစ်ပြောင်းလို့ရလဲဆက်ဆံရေးထဲမှာ ကိုယ့်ရဲ့တုံ့ပြန်မှုတွေကိုယ်နာကျင်မှုခံတာရဲ့လူရှားမှုတွေကိုယ့်အတ္တရဲ့တောင်းဆိုမှုတွေကိုတတိထားဆောင်ကြည့်တတ်လာရဲ့အဲ့ဒီမတိစိတ်အမှုကျင့်တွေရဲ့ချိုးကိုင်မှုကလွတ်လာနိုင်တယ်ဘယ်လိုလွတ်မှောက်မလဲအပြစ်တင်တာကာကွယ်တာတွေအစားလက်ခံခြင်းနားလည်ခြင်းတာဝန်ယူခြင်းကိုလေ့ကျင့်နိုင်တယ်ဒီလိုနဲ့ additive ဆက်ဆံရေးကနေ တတိတရားနဲ့ပြည့်စုံတဲ့ enlightened ဆက်ဆံရေးစီတဖြည်းဖြည်းပြောင်းလဲတက်လန့်သွားနိုင်ပါတယ်နောက်ဆုံးတစ်ခုမေ့ချင်တာကထော်လီပြောတဲ့မသေးမီသေးခြင်း die before you die ဆိုတာလေအဲ့အနေနဲ့ထူးဆန်းတယ်ဘာကိုဆိုလိုတာလဲအဲ့ဒါကကိုယ့်ရဲ့ရုပ်ခန္ဓာကိုကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာပုံစံအတွေးခံစားချက်ကိုယ်ပိုင်းဇက်လန့်အတ္တဘောလေအဲ့တော်ဒီနဲ့တထက်တဲကြနေတာကိုသိဆုံးစေတာအော်အဲ့ဒီအထင်တွေကိုသိစေတာဟုတ်တယ်ကျွန်တော်တို့က ကိုကိုကိုဒီခန္ဓာဒီစိတ်ဒီနမေဒီဇလန်လို့လုံးဝယုံပြီးတွေ့ကပ်ထားတာဒါဒီအလုံးကအမြင်ပြောင်းလဲနေပြီးတနည်းဖြည့်စိမဲ့ပုံစံ forms တွေပဲမတိမီတွေ့ခြင်းဆိုတာအဲ့ဒီပြောင်းလဲဖြည့်စိတဲ့တဲ့ပုံစံတွေနဲ့ကိုကိုကို identify လုပ်နေတာကိုစွန့်လွတ်ပြီးကိုယ့်ရဲ့မပြောင်းလဲမပြည့်စိနိုင်တဲ့ formless သောရာ timeless အနိတာရာထက်တဲ့ being ကိုတည်နေအမှတ်ရလိုက်တာပဲဒီလိုထေဆုံးခြင်းကနေတကယ်အသက်ရှင်ခြင်းစတင်တယ်လို့ထော်လည်ကဆိုလိုတာပါကဲဒီနေ့အခတ်တော်လေးရဲ့ the power of now ဆောက်ထဲကအတွင်းကြကြအတိအမြင်တွေကိုကျွန်တော်တို့စူးစမ်းခဲ့ကြတာတွေကိုအနှစ်ချုပ်ရရင်တော့လေကျွန်တော်တို့ရဲ့ဒုက္ခအများစုရဲ့အရင်းခံကကိုယ်စိတ်နဲ့ကိုယ်နဲ့တထက်တဲကြနေတာ identification ဖြစ်နေတာပေါ့ဟုတ်ပါတယ်လူမြောက်မှုရဲ့တော့ချက်ကတော့ အတိတ်နဲ့အနာဂတ်ဆိုတဲ့စိတ်ရဲ့ထန်တီးမှုတွေထဲမှာပျောက်မှုတွေပဲတခုတည်းတော့အမှန်တရားဖြစ်တဲ့ပြစ္ဆုတ်ပံတဲ့တဲ့တဏှာမှာတတိတရား presence နဲ့အပြည့်ဝရှင်ထန်နေထိုင်ခြင်းပဲဖြစ်ပါတယ်ဒီလိုပြစ္ဆုတ်ပံမှာရှိနေနိုင်ဖို့အတွက်အတွင်းခန္ဓာကိုယ်ကိုခံစားသိရှိတာ feeling the inner body နဲ့လက်ရှိအရှိတရားကိုခုခံမှုမရှိဘဲလက်ခံတာ surrender လုပ်တာတွေကအရင်အစွမ်းထက်တဲ့လက်တွေ့လေ့ကျင့်စရာတွေဆိုတာလည်းသိခဲ့ရပါတယ်အဓိကတရင်စကားကတော့ အတွင်းငင်းချမှုနဲ့လွတ်မြောက်မှုဆိုတာအနာဂတ်မှာမှရောက်လာမှာမဟုတ်ပဲအခုဒီနေရာဒီပစ္စုပန်ခဏမှာပဲကျွန်တော်တို့ခံစားရရှိနိုင်တဲ့အမှန်တရားဖြစ်တယ်ဆိုတာပါပဲဒီဆွေးနွေးမှုကိုအဆုံးမသတ်ခင်မှာနောက်ဆက်တွဲစဉ်းစားစရာလေးတခုပေးခြင်းပါတယ်အခတ်တိုးလဲကလည်းလူသားမျိုးနွယ်ရဲ့တတိတယောက်ဆင့်ကဲပြောင်းလဲမှုကအခုချိန်မှာအချိန်နဲ့ဖြစ်ပေါ်နေတယ်လို့ခိုင်မှဆိုထားတယ်နော်ဟုတ်ကဲ့အကယ်၍ဒီအချက်ကမှန်ဒီလူသားတွေဟာအတ္တစိတ်ရဲ့လွမ်းမိုးမှုကနေ့ ပစ္စုပန်တက်တက်မှာရှိနေခြင်း present စီကိုတကယ်ပဲဥတည်နေကြမယ်ဆိုရင်ပေါ့လေဒီအပြောင်းလဲကတဦးချင်းစီရဲ့ဘဝတွေအပေါ်ရော လူသားမျိုးနွယ်တစ်ခုလုံးရဲ့အနာဂတ်အပေါ်မှာပါဘလိုမျိုး net shine နဲ့အကျိုးသက်ရောက်မှုတွေရှိလာနိုင်မယ်လို့မျိုးလင်းနိုင်မလဲဒီမေခွန်းလေးကိုကိုယ်တိုင်ဆက်လက်စင်ကျင်သုံးသပ်ကြည့်ဖို့ပါရှင်